ဒီနေ့ဆရာရဲ့ဗီရမီဆွေတွေကို မြတ်တာလက်ဆောင်ပေးမှာကခြေညိုးကခြေမထက်ရှင်နေတဲ့သူတွေကိုသူတို့ရဲ့စိတ်နေဇရိုက်အကြောင်းတွေကိုဟောကြားပေးမှာဖြစ်ပါတယ်เนาะဒါမိတ်ဆွေတို့အားလုံးမြင်ဘူးနေကြအဲလူတွေကြားထဲမှာတွေ့ဘူးပါလိမ့်မယ်ခြေတော့မှာခြေညိုးဟာခြေမထက်ပိုပြီးတော့ရှင်နေတဲ့သူတွေရှိပါတယ်เนาะအဲ့ဒီခြေမထက်ရှင်နေတဲ့ခြေညိုးပိုင်ရှင်တွေရဲ့အကြောင်းကို ဟောကြားပေးมาဖြစ်ပါတယ်လူတိုင်းတော့ခြေမခြေညှိုးထက်မရှိပါဘူးเนาะဒါပေမဲ့အဲ့ဒီခြေမထက်ခြေညှိုးရှိတဲ့လူတွေရဲ့အကြောင်းကိုဆရာကသူတို့ရဲ့စိတ်နေတဘောသားတွေကိုပြောပြပေးမယ်အရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးခဲ့ပါမိမိရဲ့ခြေထောက်မှာပဲဖြစ်ဖြစ်မိမိရဲ့ပတ်ဝန်းကျင်ကရှိတဲ့လူတွေရဲ့ခြေထောက်ကိုတခြားကြည့်လိုက်ပါခြေမဟာ အခြေညိုးဟာခြေမထက်ပိုပြီးတော့ရှည်နေမယ်ဆိုရင်အဲ့ဒီလိုလူတွေဟာတဲ့လုံးဝလက်မလွတ်ပါနဲ့အဲ့လိုလူနဲ့တွေ့ရင် လုံးဝလက်မလွတ်ပါနဲ့နော်သူတို့ဟာအရန်လဲအချစ်ကြီးတတ်တယ်ချစ်မိပြီဆိုရင်လဲသူအရန်ကိုချစ်မိတတ်တယ်မုန်းသွားပြီဆိုရင်လဲလုံးဝလက်မကြည့်တတ်တဲ့ခြေတော့ခြေညိုးပိုင်ရှင်တွေဖြစ်ပါတယ်နော်ပြီးတော့အရန်လဲအချစ်ကြီးတယ်ဆွဲလန်းကြီးတယ်ပြီးတော့အညိုးအာဃာတတွေသူတို့ကကြီးမားတယ်ဗျာနော် ီးတော့ရန်ညိုးဖွဲ့တဲ့တယ်သူတို့ကို나ကြီးအောင်လုံးမိသွားလို့ရှိရင်သူတို့ကကလေစားပြန်ချေတာတွေပါလေလှုပ်တတ်ပါတယ်နော်သူတို့ကသူတို့အရန်ချင်းမိတဲ့သူတွေကိုအရန်မြတ်တာရှိတဲ့သူတွေကိုအဲ့ဒီခြေညိုးပိုင်ရှင်တွေဟာအရန်ဦးစားပေးတတ်ပါတယ်နော်ပြီးတော့အဲ့ဒီသူတို့ချစ်ခင်တဲ့သူတွေကိုသူတို့ကအနိုင်ယူတတ်တယ်စကားရပဲဖြစ်စေသူတို့ကအနိုင်ယူတတ်တယ်ပေါ့နော်ချစ်ခင်သူတွေကိုအနိုင်ယူတတ်တယ်ပေါ့နော်ပြီးတော့ဇွတ်တရွတ်ဆန်တဲ့ သူတို့ရဲ့အချက်အရစတို့ဆန်တဲ့ဘသူတာတာတာလို့မရတဲ့အချက်မျိုးတွေဖြစ်ပါတယ်မုံရင်လဲအရန်ကိုပဲလုံးဝကိုလက်မကြည့်တော့လောက်အောင် မုံသွားတတ်ကြပါတယ်နော်အဲ့ချင်းညို့ဟာချင်းမထက်ပို့ပြီးတော့ရှည်တဲ့သူတွေဟာစကားပြောရင်တည်တတ်တယ်စကားပြောရင်ပြတ်သားတယ်သူဂရိပေးထားရင်လည်းဂရိတည်တယ်တာဝန်ယူတတ်တယ်ပေါ့နော်လူချစ်လူခင်အရန်ပေါ်တယ်လို့ပဲ မနာလိုတဲ့သူတွေလည်းအယမ်းများတတ်ပါတယ်နော်ပြီးတော့သူဟာအိမ်မာဆိုရင် ရှင်ဘယင် ပုံစံမျိုးပဲပါနော်သူဟာအိမ်မာဘယင်လိုနေတတ်တယ်ပြီးတော့အပေါင်းအသင်းတွေကြားမှာဆိုရင်လည်းတဲ့အဲ့ဒီချင်းညိုးပါရှင်တွေကသူတို့မပါရင် လုံးဝပွဲမစီတတ်ပါဘူးနော်သူများကိုလည်းသူတို့ကအာမကိုတတ်ဘူးကိုတုကိုချုံပြီးတော့မှခေါင်းဆောင်ခေါင်းဆောင်နိုင်တဲ့အကြီးချင်းရှိတဲ့လူတွေဖြစ်ပါတယ်နော်အဲသူ့ကိုသူတစ်ပါးကအကူအညီတွေပေးထားတယ် ဆိုရင်လေသူကလုံးဝကျေးဇူးတရားကိုလုံးဝမမေ့ပါဘူးเนาะကျေးဇူးတရားကိုလုံးဝမမေ့ဘူးပြီးတော့သူကဘယ်လိုခေါ်မလဲကျေးဇူးပြဆက်တတ်တယ်လူချစ်လူခင်ရမ်းများတယ်ဒါပေမဲ့မနာလိုသူတွေလည်းများပါတယ်เนาะသူကရီမန်းချက်ရီဝဲချက်အရန်ကြီးမာတယ်တခါတည်းရမှာသူတို့စိတ်ဝင်စားပြီးဆိုရင်နေမိတ်ညမိတ်စူးစားတယ်သူတို့အလုပ်ပြီးမှနားတတ်ကြတယ်เนาะသူတို့ဟာအပေးကမ်းရရောတယ်သရာတရားနဲ့ပြည့်စုံတဲ့ လူတွေဖြစ်ပါတယ်သူတို့ဟာမရှိရှိတာကို လူတန်းတက်တယ်သူတို့စားမဲ့တောင်းမဲ့သုံးမဲ့ထဲကနေပြီးတော့မှပေးတတ်ပါတယ်သူတို့မစားရခြင်းနေပလိစေသူတို့မဝေးရခြင်းနေပလိစေသူတို့ပေးကံသူတို့သုံးမဲ့အရာဝတ္ထုတွေကိုတောင်းမှပဲသူတို့ကသရာရရောစွာနဲ့ပေးကံတက်တယ်စိတ်ထားနှလုံးကောင်းစိတ်ကောင်းနှလုံးကောင်းပြေးဝတဲ့ခြေတော့ပိုင်ရှင်တွေဖြစ်ပါတယ်နော်အဲဒါကြောင့်မိတ်ဆွေတို့ရောမိတ်ဆွေတို့ရဲ့ဒီပတ်ဝန်းကျင်မှာရော အဲ့ဒီခြေညိုးဟာခြေမထက်ပိုရှည်နေတဲ့သူတွေကိုတွေ့ရင်လုံးဝလက်လွတ်မခံပါနဲ့တရားတရားပြည့်စုံတဲ့စိတ်ထားကောင်းတဲ့သူတွေဖြစ်ပါတယ်နော်အခုဆရာမေတ္တာလက်ဆောင်ဟောကြားပေးခဲ့တဲ့ဒီခြေညိုးကခြေမထက်ပိုရှည်နေတဲ့သူတွေရဲ့စိတ်နေစရာဟာဗီဒီယိုလေးဟာမိတ်ဆွေတို့အားလုံးတွေအကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးခဲ့ပါမိတ်ဆွေတို့ရဲ့နှိစက်ရာပတ်ဝန်းကျင်က တငယ်ချင်းပေါင်းသင်းတွေကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကို ပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရင်းဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာထံမှာဗေဒင်မေးခြင်းတဲ့လက္ခဏာမေးခြင်းတဲ့တာတော့ဗေဒင်ဧကန်တဗေဒင်မေးခြင်းတဲ့မိတ်ဆွေတွေကဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဗေဒင်ညံပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာ ားတွေကြောက်တွေဆက်ပစ္စည်းတွေစိုင်းကယ်တွေတံပိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးတိုက်တဆင်တွေပြုလုပ်ပေးပါတယ်အာမခံတယ်ပါ ပြီးတော့အခြေအမှသစ္စာဖောက်ခံရတာအိမ်တောင်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့ကျမ်းမာရေးသေးတဲ့ညံ့နေတဲ့လူနာတွေအောက်လန်းပညာဆုံးပညာကဝေပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါနော်ပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြည်ဖို့ နေ့စဉ်ငွေကြေးလက်လာဘတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေတွေနှလုံးသုံးလုံးချဲဘောလုံး၆កောင်ချင်းကြက်ဖဲဆလော်ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အပြင်လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေတွေအမြတ်ငွေတွေချက်ချင်းရအောင်ပုံနကနတ်မင်းကြီးရဲ့အစီအရင်တွေဆောင်ရွက်ပေးပါတယ်ပြီးတော့အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လည်ရောက်ရှိလာစေဖို့ ပျောက်သွားတဲ့တံပိုးကြီးရတနာပစ္စည်းတွေချက်ချင်းပြန်လဲရရှိစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက် ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ပြီးတော့ယာဓုတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့ လိန်တူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့အချုံအောင်ဖန်းစည်းခံရတဲ့မိတ်ဆွေများလည်းအချုံအောင်ဖန်းစည်းကနေချက်ချင်းလွမြောက်စေရန်အထူးရရာစီမံအဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်။ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေး လုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်။ပြီးတော့အိမ်သစ်ဆောက်ရန်ဆိုင်သစ်ဖွဲ့ရန်လုပ်ငန်းကြီးများစတင်ရန်ကုမ္ပဏီတင်များဖွင့်လှစ်ရန် ခရီးသွားရန်အကျွေးတောင်းရန်စကားပြောဆိုရန်စာချုပ်ချုပ်ဆိုရန်အတွက်နေကောင်းရက်ကောင်းခါကောင်းများရွေးချယ်ပေးခြင်းပြီးတော့အလူမင်္ဂလာဆောင်ခန်းနာအလူမင်္ဂလာပွဲကြီးများအတွက်ရက်ကောင်းခါကောင်းများရွေးချယ်ပေးခြင်းပြီးတော့ကလေးမိဘခွဆိတ်ရန်အတွက်အခါကောင်းရက်ကောင်းများရွေးချယ်ပေးခြင်းပိယသိတိဒနာသိတိလာဘသိတိစသည့်အဆောင်မျိုးမျိုးကို ပြည်တွင်းပြည်ပကိုအိမ်တိုင်းရာရောက်ပို့ဆောင်ပေးပါရယ်။ရှယ်ရဲ့ဖုန်းနံပါတ်တွေကတော့39956 88 858ပြီးတော့39 98 34လုံး256ဖြစ်ပါတယ်နော်။အဲ့ဒီ39956 88 858အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်။အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်နော်။ ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါဆရာရဲ့ဗီရင်ဟောကမ်းမှာလာမေးခြင်းနဲ့ဆိုရင်တော့နော်ကုံကျေးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဗီရင်ဟောကမ်းမှာလည်းလာမေးလို့ရပါတယ်နော် မလာခင်မှာဆရာကိုဖုန်းကြိုဆက်ပေးပါခொနည်းရသားသမီးအားလုံးကျမ်းမာချမ်းသာ၍စီးပွားလာလာပါတွေတိုးတက်ကြပါစေအခြေရေးအိမ်တော်ရေးတွေမှာတာယာပျော်ရှင်ပြီးတော့အသက်ရှူတိုင်း ငွေတွေရကြပါစေလောကအကောင်းကျိုးတာနာတော်ရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်သောအမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆရာကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။